ငါတော့ဒီလက်တွန်ခိုင်းထွန်ဆက်တွေပေါ့နော်လက်တွန်ခိုင်းမျိုးစားတွေအကြောင်းမေးထားတဲ့ဆရာတော်မှာအတွက်ပါတီဗီဒါလုပ်တွေကတော့ကြော်သွားလို့ရရပါတော့အဲ့တော့အထွေထူးတော့တိတ်ပြောမှာမဟုတ်တော့ဘူးနော်သူလည်းဒါဆင်းရှင်းနေနေတီဗီဒါဒါကတော့နောက်ထပ်ကတော့ဒီတခြားကျွန်တော်အကောင့်တွေလေ့လာနေရတူတီးရအောင်လို့ပေါ့နော်အဲ့တော့ဒီဟာတော့ဒါကျွန်တော်ဆက်ပိုင်းရောက်လာတာပေါ့လေနော်အရင်ဒီတိုင်မိုကြီးမော်တာကြီးအကြောင်းကတော့လေ့လာတဲ့လူတွေအတွက်လည်းဒါတော်တော်များများတော့တင်ထားပြီးပါပြီနောက်ထပ်လည်းပြင်တော့ထပ်တင်ပေးပါမယ်နော် တော့ဒိုင်နမိုအကြောင်းမော်တာအကြောင်း꽌ပတ်လမ်းကြောင်းနေနော်꽌ပတ်နီးတွေဖွဲ့စည်းပုံနေကွန်နက်ရှင်ကောက်ပုံနေတည်ကျင်ရေနော်ဒီကျွန်တော်ဒီအကောင့်နဲ့ဝင်ပြီးလေ့လာလို့ရရနော်အဲ့တော့တက်တော့မှလည်းတင်ထားပါတယ်ဒီဗီဒီယိုတော့ဒါကျွန်တော် YouTube ကနေယူလာပါဗောနော်ကျွန်တော်လည်းဒီဘက်ကနေကြတော့ဒီလုံနေကြိုင်နေနေကြတော့ရိုက်ချိန်တိတ်မရှိဘူးဗျာနော်ရိုက်တော့လည်းဗီဒီယိုမငြိမ်လို့ဆိုပြီးပြောလို့ပါအဲ့တော့ချိန်ပုံးနေရတော့အဖြစ်များတယ်နော်ခဏခဏချိန်ပုံးပေါက်ထွက်တာကတော့ဒါကတော့ကျွန်တော်တို့ ဒီအထက်တည်းကချိန်ကြောင်လည်းဖြစ်နိုင်တယ်လို့တချို့ဖြစ်တာကတော့ဒီ alignment ကောက်သွားပါလေနော် roller အောင်က alignment ကောက်သွားတာဒါပေမဲ့ roller အောင် alignment ကောက်တာကတော့ဖြစ်တာရှားပါတယ်နော်အများစုကတော့ဒီချိန်နေကြောင်ပဲဖြစ်ကြတာပဲချိန်ချိန်တာမမှန်တာလေးရှက်တွေပြုတ်ထွက်တာကြီးပေါ့အဲ့တော့အဓိကတက်ဆင်ပုံကြောင်ဖြစ်တာတော့ရှားပါတယ်နော်ဒီတောင်လို့တော်တော်များများလည်းဒီ roller တွေပါတယ်အဲ့တော့တို့တို့ကျွမ်းပြီးရကျွမ်းပြီးတာပဲကျွမ်းကျင်ပြီးတာပဲ တချို့ roller on ရှက်တွေပိုင်းတာရှိရပါတော့ roller on ရှက်တွေပိုင်းနေအဲဒါတွေလည်း view ဆိုင်ရမယ်ပေါ့အဲ့တော့ကျွန်တော်အတန်မပါဘဲနဲ့နားထောင်ခြင်းတဲ့လူတွေကတော့ YouTube ကိုတွားပြီးကြည့်လို့ရရပါတော့အဲ့ဒီမှာတော့ဘာအတန်မှပါမှာမဟုတ်ပါဘူးအဲ့တော့ဒီ clip တွေမရှိရင်ကျွန်တော်တို့ကဒီ channel အနေနဲ့ကုန်မထင်နေပါနော်ကျွန်တော်တို့ clip တန်ထားတဲ့ channel နဲ့ကမတူပါဘူး တော့ဒီရိုလာအုံကိုကျွန်တော်တို့အဓိကဖွင့်ပြီးစရင်ဒါဘောကြီးလဲရပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲဘောတိုင်ပေါ့နော်ဘောတိုင်လူမလူနော်တချို့ဘောနဲ့ဒီဘောတိုင်เนี่ยတားချောင်းတော့တာရှိတယ်ဒါကတော့အလုံးတော်တော်များများတည်တယ်နောက်တစ်ချက်ကကျတော့ဒီ white စီးတိုင်နော် white စီးတိုင်နေရာက စားထားပြီဗျာနော်အဲ့ဒါတွေလည်းတခြားဂယူးဆိုင်ပြီးလုပ်ပေးရမယ်နောက်တွင်ထိုးတင်းရင်ထိုးမယ်ကျွန်တော်တို့ကဖြုတ်ပြီးဆိုကြတဲ့တခါလည်းပြီးပြီးပြန်တခါလည်းပြန်လုပ်ဗျာနော် မလို့ဆိုနှခါမပင်ပန်းအောင်လीနော်အဲ့တော့ဘောတွေကိုလည်းတိတိကျကျအကောင်းစားကြီးထည့်ပါမယ်အဲ့တော့ဒီဘောတိုင်းนี่စစ်ရမယ်နော် YC တိုင်းစစ်ရမယ်ဒါတော့ရေဘူးရစစ်စေးနီးပေါ့နော်ရေဘူးရစစ်စေးနီးပြောတာအဲ့တော့ကိုလှုပ်လို့အဆင်မပြေတော့ဒါကျွမ်းကျင်တဲ့လူနဲ့ခေါ်ပြီးပြတာပို့ပြီးအဆင်ပြေပါတယ်နော်ကိုပစ္စည်းတွေအဆအထီးခိုက်ပုံပက်နေတာပေါ့လေနော်ပစ္စည်းတွေကပြောရမယ်ဆိုရင်နှက်လုံးတောင်းပြုံးနေတယ် နာတာပဲเนาะမကျွမ်းကျင်တဲ့လူကနှက်ကိုဖြုတ်မယ်ဆိုလဲဒါတော်တော်ကျွန်တော်တို့နှက်ကနာပါတယ်အဲ့တော့ white side နေရာတွေကိုတခြား view side စစ်မယ်ဘောတိုင်းနေရာတွေကိုလည်းတခြား view side စစ်မယ်ပေါ့เนาะအဲ့တော့ဘောတွေကိုလည်းကျွန်တော်တို့ကအကောင်းစားဘောကိုပဲတုံးမှာเนาะကျွန်တော်တို့အညံစားဘောတွေမတုံးမှာ ਨੇ ပတ်စံအောင်တစ်ခါတည်းပဲအကုန်ကြခံပြီးပါ အများစုဖြစ်တာကတစ်ဖက်ကကျတော့ gear wine ရှိနေပဲမယ်လေနော်အဲချိန်ဘက်မှာ gear wine ရှိနေပဲမယ်တစ်ဖက်ကဘောနော် roller ရဲ့တစ်ဖက်ကဘောကကျတော့ကျွန်တော်တို့ဟိုတက်ဂီယူမဆိုင်ကြဘူးလေနော်အမဲစီလေးပဲပြတ်ထည့်ပြီးဒီတိုင်းလေးပဲပြတ်ထားတာအဲတချို့ကတော့အမ gear wine ထည့်တဲ့ခွက်ကလေးပဲပါတော့ gear wine ခွက်ကလေးနဲ့ပြန်ထည့်ကြရပါလေနည်းနည်းလေးပဲထည့်ရပါပဲဘက်ကနေအဲဒါမျိုးလေးလည်းရှိတယ်အဲတချို့ကကျတော့ဒီတိုင်းပြစ်ထားတာပေါ့နော်အဲ့တော့အများစုတချို့ဖြစ်ကြတဲ့အချိန်မှာဟိုအဲ့အဲ့ဘက်ဘောကအဖြစ်များရပါတယ်နော် white sea တွေတက်တဲ့အခါမှာလည်းကျွန်တော်တို့က စီလာတဲ့လမ်းကြောင်းဘက်ကိုအခွက်တွေထားရတယ်ဗျာနော်စီလာတဲ့လမ်းကြောင်းဘက်ကိုအခွက်တွေထားပါအခွက်တွေကိုပြောင်းပြန်မထားပါဘူးနော်ပြောင်းပြန် တချို့ကဝက်စီးတိုင်းမကောင်းလို့ပြောင်းပြန်လွှဲတက်လိုက်တာရှိတယ်အဲမလုပ်ပါနဲ့နော်ဝက်စီးတိုင်းကိုပဲပြန်ကောင်းအောင်လုပ်ပါတတိချာချာပေါ်ရင်ကလစ်တွေလည်းတခြားတက်မယ်ကြီးနန်းနေနဲ့မကုတ်ပါနဲ့နော်ကျွန်တော်တို့ကလစ်နဲ့ကြီးနန်းနဲ့ကတန်ထားခြင်းမတူပါဘူး ချို့ကတော့ဒီကျွဲကော်တွေခွက်တွေကောက်ကုန်တာညာနော်ဒါပေမဲ့ရှားပါတယ်အဲ့ဒါဖြစ်ခဲပါတယ်နော်နည်းနည်းကောက်တဲ့ချိန်မှာ alignment တွေလွဲကုန်တာပေါ့အဲအဲဘာဖြစ်လဲဆိုတော့အခါကျရင်ကျွန်တော်တို့ဒီပင်ညာထင်းပေါ့နော်ချင်းပင်ညာထင်းတာကြီးဖီထဲရတာတို့ဘာတို့ဒါဟိုလိုမျိုးတတ်တာမားနေလို့မဟုတ်ဘူးနော် alignment ကောက်သွားတဲ့အတွက်ကြောင့်ပေါ့လीနော်တချို့တော့တတ်တာမားနေလို့ကိုဖီထဲရတာအဲ့တော့ဘောတွေကိုလေနော်တစ်ဖက်က ီယာဝိုင်ထဲတင်ထဲပဲအမဲစီထဲတင်ထဲမယ်ပေါ့လေလို့တစ်ဖက်ဘောဒီကတော့ပြဿနာမရှိကျွန်တော်ပြောပြတဲ့ဂီယာဝိုင်တော့အခုတက်နေတဲ့ဘောဘက်ကဘောဒီလီရကျတော့ကျွန်တော်တို့ဂီယာဝိုင်မလာဘူးလीနော်အဲ့ဘက်ကအဲ့တချို့ကတော့ဂီယာဝိုင်ထဲတဲ့ခွက်ပါတယ်အဲ့ဒါနေထဲကြတာရှိတယ်တချို့ကတော့အမဲစီထဲပြီးပဲပြစ်ထားကြတော့တာဒါပြဒါကြီးလေးရှိရပေါ့တချို့ဆိုအဲ့ဘက်ကဘောရေပါနော်ထိတယ်ပြီးစားတယ်ရှက်လေးပါတီးတီးလေးဖြစ်သွားတော့ဘောနဲ့တောင်မတော်တော်ကိုတီးတော့ပါတယ်ဒီအနေထားဖြစ်ပါတယ် အဲ့တော့ချိန်ရတော့တချို့ဖြတ်ဆက်ကြတာကြီးလည်းရှိတယ်ဆက်လို့ရပါတယ်နော်ဖြတ်ပြီးဆက်လို့ရပါတယ်ချိန်ကြီးကအဲဒါပေမဲ့ဖြတ်လိုက်တဲ့အနေထားနဲ့ဖြတ်လို့ရမရတော့ချိန်ရတာပေါ့လေနော်တော့じゃဖြတ်ပြီးမှဟိုမှာပြန်တက်တဲ့ချိန်မှာတူသွားကြီးဆိုတော့အဲဒါနှုတ်ကြီးဖြစ်တတ်တယ်အဒီပင်နီယံနှလုံးကတော့တချို့ကတော့သူတို့ဒါဒီထုံဆက်ပိုင်ရှင်တွေပေါ့လေနော်ဆက်ပိုင်ရှင်တွေကသူတို့မောင်းတဲ့အတုံးပြူတဲ့အပေါ်မူတည်ပြီးပင်နီယံအကြီးအသေးကို အဲတို့အစဉ်ပြေတယ်လည်းနေရာထားတာလည်းရှိတယ်။ဥပမာပဲကင်းခုတ်တဲ့ဟာတမျိုးအဲဒါမျိုးပေါ့နော်။ပဲကင်းခုတ်ပြီးဆိုဒီအသေးရောအပေါ်တင်လိုက်တာတော့အကြီးရောနောက်ရောက်သွားတာတော့ဒါမျိုးပေါ့။အမဲစီတွေတော့ရှောက်တုတ်เสียမှာမလို့ပါဘူးနော်။ဒါကြီးရောက်ဝိုင်လာတဲ့လမ်းကြောင်းနဲ့အမဲစီတွေတော့ရမယ့်နေရာကြီးမဟုတ်ဘူး။တူနေရနဲ့တူပဲလေနော်ကျွန်တော်တို့ကမတုံးသေးတဲ့နေရာကိုမတုံးပါနဲ့ချင်းပုံးတွေခဏခဏလစ်တာတော့ချင်းကြောင်လည်းဖြစ်တယ်တချို့ ကလေးရိုက်ဖြုတ်တာတွေလည်းရှိတယ်နော်အဲ့ဒါတွေတော့တခြားစစ်ကြပါအမြင်ပိုင်းနဲ့စစ်လို့ရတဲ့အနေထားတွေပါဒါတွေကတချို့ကတော့ချင်းဖြတ်ပြီးတဲ့နေရာမှာတစ်ချက်ပြောချင်တာတချို့ချင်းဖြတ်လိုက်တယ်ပေါ့လေနော်ချင်းဖြတ်လိုက်တဲ့နေရာမှာနည်းနည်းတူဝဲပေါ့အဲ့ခါကျရင်ပင်နေရအသေးလေးနှစ်ခုလဲတက်လိုက်တယ်လည်းရှိရတယ်ပြန်ချောင်းသွားမှာပေါ့ဗျာနော်ပြန်ချောင်းမှာအကြီးနဲ့ပြန်ချိန်တာတွေလည်းရှိပါတယ်